စီထားတာဆက်ကတော့ green screen နဲ့ရိုက်ထားတာဖြစ်တယ်အောက်ကမြေကြီးဆိုတော့တော့ခင်းထားတယ်ဒါပေမဲ့သူထွက်တဲ့အချိန်မှာလည်းရုတ်တရက်ရှိအောင်ပေါ့နော်အဲ့ဒါတကယ်ဘယ်လိုလဲ mind rain နဲ့ကကြောက်တယ်လို့ကျွန်တော်ကားကြီးနဲ့သွားတယ်အခွဲတွေအကုန်လုံးပြန်ပြီးသူထွက်တဲ့အချိန်မှာလည်းပြုတ်ကြအောင်ပြချာဆက်ကပ်ပြီးတော့မှလောရတယ်ပေါ့နော်အဲ့တော့ပြသူထွက်တဲ့ဘယ်လိုခေါ်လဲပေါ့ပေါ့ဒူးကလည်းဟုတ်ပါတကယ်အလေးအစစ်ကြီးပေါ့နော်အဲ့တော့ဆိုတော့တော်တော်လုံးလိုက်ရတယ်မီးပါနော်ပွင့်ထားတယ်ဟုတ်တယ်ကြောက်တော့မီးပါပွင့်သွားနောက်ဆိုအိမ်မှာတူးတွေလူတွေပြောနော်ထိတ်ဆောက်တူးပဲမယ် ဆိုင်တချင်းရေးပြီးွားတဲ့အချိန်မှာမဆိုင်စိတ်တက်ကြရဲမိဆက်နေရတယ်တော်တော်ကြီးဟိုတချင်းဟိုဟိုပြီးွားတဲ့အချိန်မှာ fulfillment so fulfillment လို့မျိုးရသွားပြီးတော့ဒီတချင်းကပေး energy နဲ့ပြန်ပြီးတော့ပို့ပြီးတော့ဟို motivate တဲ့ကုပ်ကိုဖြစ်လာတယ်လို့လည်းမဆိုင်မြင်တယ်အဲ့ဒီတချင်းကတော့မစက်နေရရန်စိတ်တက်ကြတဲ့အချိန်မှာခုခုပေါ့နော်အဲတချင်းနဲ့အတိုင်း ကောက်မာလေးနောက်ထပ် better version မိဆန်နေပေါ့เนาะအရင်တော့က ဟိုမိစိန်ချားရဲမှာစိတ်တက်ကြရပြီးကိုကိုပြောက်ဆုံးသွားရင် loss ဖြစ်သွားတဲ့အခါမျိုးရှိခဲ့ပေါ့နော်အဲ့ချိန်မှာကိုကကိုကိုပြောက်ဆုံးသွားရင်ကိုကိုပဲပြန်လဲဆွဲထုတ်ရမယ်ဆိုတာနားလည်သွားတယ်ပေါ့နော်ဟိုကိုဟို happiness ကကိုဟာကိုပဲဖန်တီးယူရမယ်ဟို motivation လည်းကိုကိုပဲပေးရမယ်ဆိုနားလည်သွားပြီးတော့ဒီတချင်းကိုမိစိန်ကြီးကဒီရှုံးနေတဲ့ကနေတော့ ashes တွေမြုပ်ဖုံဖုံနေကြတယ်ပြန်ထလာတယ်ကောင်မလေးတယောက်အဖြစ်ရေးတာပေါ့နော်နားထောင်တဲ့လူတွေဆိုရင်လည်းအရင်မိစိန်လိုပြစ်တိုင်းတောင်လို့တချင်းလိုမျိုး motivational ဖြစ်အောင်အာနောက်ပြီးသွားရင်အားရလည်းတက်အောင်မိစိန်ကြီးက vivid တချင်ကိုဖန်တီးပေးတာပါတယ်။ဖန်တီးပစ်ခဲ့ပေါ့။တချင်က international artist project တွေကတချင်ဖြစ်တဲ့အတွက်ဟိုအင်္ဂလိပ်လိုတွေများတာပေါ့နော်။ဒါပေမဲ့မြန်မာလိုလည်းပါပါတယ်။အဲ့တော့တချင်ကိုလည်းတခြားနိုင်ငံ artist တွေကြည့်ရင်လည်းမိုက်အောင်ပြောမြန်မာနိုင်ငံကိုစားပြုသွားတဲ့တချင်တချင်ပုံစံမျိုးဖြစ်နေရောကြည့်လိုက်ရင်လည်းဟိုအားလုံးကဘယ်လိုပြောမလဲ။မြန်မာမြန်မာမြန်မာနိုင်ငံကောက်မာလေးလက်ရှိကြိုးစားထားပါလားဆိုရဲဟာပြောနေလည်းဖြစ်အောင်ပေါ့နော်။တခြားတချင်အစအစောအစောဝိတ်တွေလည်းခြားတယ်။ planning တွေလည်းအများကြီးလုပ်ပြီးတော့ဒီ woman တွေရဲ့ power ကိုလည်းပြထားတယ်တချင်။ အဲဘိုးလို့ရေးရရောရိုင်းခက်ခဲဖြစ်ခဲ့ပါတယ်တော်တော်တော့အချိန်ယူပြီးတော့ကျိုးစားရပါတော့ဒီတချင်းကြီးကလည်းအင်္ဂလိပ်စာတော်တော်တတ်သွားတယ်နောက်ဘွားတော့ဒီတချင်းရဲ့ကိုက page တချင်းက power ရှိရပေါ့နော် lyrics တွေမှာလည်း power ရှိအဲ့ power ကလည်း powerful ကိုဖြစ်တယ်မဆိုင်တချင်းရေးပြီးွားတဲ့အချိန်မှာမဆိုင်စိတ်တက်ကြရဲ့မဆိုင်နေရတယ်တော်တော်ကြီးကိုဒီတချင်းဟိုဟိုပြီးွားတဲ့အချိန်မှာ fulfillment so fulfillment လို့လို့ရသွားပြီးတော့ဒီတချင်းကပေး energy နဲ့ပြန်ပြီးတော့ပို့ပြီးတော့ဟို motivated ကိုကိုဖြစ်လာတယ်လို့လည်းမဆိုင်မြင်နေတယ် အော်ဟုတ်ကဲ့ခန်းစားချက်တော့တကယ်ကုန်ယူပါလေဒီတစ်ချက်ကခုနကပြောသလိုပဲပေါ့နော်ဟို International Artist Day Project တွေမှာပါဝင်တဲ့တစ်ချက်လည်းဖြစ်တယ်နံပါတ်၁ချက်နံပါတ်၂ချက်ကကြာတော့ဒီတစ်ချက်ကခုနသူ့ရဲ့ comeback song လေးလည်းဖြစ်တယ်သူနဲ့ကိုယ်နဲ့တွေ့တာလည်းဆက်စပ်နေကြော်ပြီးကျော်တဲ့ချိန်မှာသူ့ အဆင်ပြေခဲ့တဲ့ဟာတွေကိုလည်းကွာမြင်ရတယ်ဟိုခက်ခဲတဲ့ဂျုံဖြစ်ဂျုံတွေးနေရတဲ့အချိန်မှာလည်းတောက်လျှောက်တွေးနေရတယ်အဲ့မှာလည်းသူဘယ်လိုဂျုံဖြစ်လာတယ်ပေါ့နော်ခုနကနင်းနေပြောခဲ့သလိုပဲကိုယ်လည်းအကုန်လုံးဟိုတူတူတောင်တောင်အားပေးပြီးတော့မှဆွဲခေါ်လာတဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီတချင်းကဟိုသူ့ရဲ့ context ဆောင်ဖြစ်တယ်ပြီးတော့နောက် ာဆိုရင်ဒီဘွားကဖြတ်သန်းလာတဲ့အဲမီနီလေးဒိတ်ပဲလေးတို့နောက်ပဲမာလေးထားထားတယ်ဟိုရှိတယ်ပေါ့နော်အထူးသဖြင့်ဒါသူရဲ့ trademark ကဖီကီဘူးလေးဖြစ်တယ်ဒီ work အဲလေးပေါ့နော်ဒီ work ဆိုလည်းတွေ့မယ်ထင်တယ်ဒီမှာအရင်တော့ကတော့အရင် cute ဖြစ်တဲ့ချစ်မကောင်းတဲ့ work ကလေးဒါပေမဲ့အခုကျတော့ work က evolve ဖြစ်လာတယ်ဆွဲတယ်ပေါ့ work အကျန်းစားလက်ကျန်းဆွဲ joy ထွက်လာပိုက်တာပေါ့ဟုတ်ပိုက်တာဖြစ်သွားပါပြီ ါတော့အဲ့ဒါဟုတ်တယ်အဲ့ဒါ driver ထုတ်လိုက်တာအကြည့်တယ်ဟောမစ္စနီကကိုကိုကိုပြန်လဲတူးခေါ်ရဲဆိုတဲ့ဟာမျိုးပေါ့နော်သူဆိုတာ loss ဖြစ်ရင်ကိုကိုကိုပြန်လဲတူးခေါ်ပါမစ္စနီ ိုယ်တိုင်ပဲကိုယ်တိုင်ကိုပြန်တူးနေတာဒီထဲမှာ twin eye နေပြီး hibernate ဖြစ်နေမိစက်တွေကိုဒီဘက်ကအပြင်ကမိစက် energy ပြည့်နေတော့ဆွဲခေါ်အောင်ပေါ့နော်အဲ့တော့အဲ့လိုထူးတဲ့ဟာမှာအဲ့ထူးတဲ့ဟာမှာလဲလို့လမောင်းနေပါတယ်နည်းနည်းအဲ့လိုတီးတွေပါဆိုလို့ပလေအဲ့မှာဝေါကောက်နေတယ်လောက်တာအစီရင်မတွက်နေအောင်အဲ့လိုမျိုးတော်တော်ကလည်းတကယ်ကျွန်တော်တော့ကြောက်တီနေဟိုစီထားတာဆက်ကတော့ green screen နဲ့ကြိုက်ထားတာဖြစ်တယ်အောက်ကမြည်ကြီးဆိုတော့ကျွန်တော်ကခင်တာတယ်ဒါပေမဲ့သူထူးတဲ့အချိန်မှာလဲရုတ်တိရှိအောင်ပေါ့နော်အဲ့ဒါတကယ်ဒီလိုလဲ mind ring တွေကကြောက်တီကိုကျွန်တော်ကားရင်းနဲ့သွားတဲအခွဲတွေအကုန်လုံး ပြန်ပြီးသူထွက်တဲ့အချိန်မှာပြောကြအောင်တခြားဆင်းခက်ပြီးတော့မှလောရတယ်ပေါ့နော်အဲ့တော့ပြသူထွက်တဲ့လို့ခေါ်လဲပေါ့ပေါ့ဒူးကလည်းဟိုဟာတကယ်အလေးကြီးအစ်စ်ကြီးပေါ့နော်အဲ့တော့ဆိုတော်တော်လုံးလိုက်ရတယ်မီးပါတော့ပွင့်ထောက်ဟုတ်တယ်ကြောက်တော့မီးပါပွင့်သွားနောက်ဆိုအိမ်မှာတူးရေလိုရေပြောနော်ထိတ်ဆောက်တူးပဲမယ်အဲ့ချိန်တော့အဲ့မှုကိုအရန်ရောက်တယ်ပေါ့နော်အဲ့တစ်ချင်းမှုက အဲ့တချင်းတည်းကမူကိုအဲ့အဲ့အဲ့အချိန်မှာတော့ရန်ငါဟဲ့အာကမိမဆိုစိတ်ကရှိတယ်တချင်းနားဟာမိုင်းလေအဲ့လိုလေစိတ်ညစ်နေတဲ့အချိန်မှာဒီလိုတချင်းမျိုးပဲပြုတ်မိစံရင်ငယ်တော့ရည်တာပြတိုင်းအောင်တချင်းအဲ့လိုလိုချင်နားဟောင်းလာအဲ့လိုကွာစက်သိနေထားပြီးတော့ငါလုံးနိုင်တယ်အဲ့လိုအဲ့လိုမျိုးမူကတော့တော်တော်ရောက်သွားတယ်တချင်းကဟို music video ကြည့်ရင်လည်းပို့ရောက်သွားပါတယ်အဲ့တော့တကယ်ကြီးကိုလည်း choose တော့ပါ production ကိုပေါ့နော်ဟိုတိတ်ချလေး congratulations ပေးသူကတိတ်ချလေးရိုက်ပါ ဟုတ်ကဲ့ပါဟောတော်တော်တော့အချိန်ကြကြတော်တော်ကြာတယ်ဒီ idea စဉ်းစားတာကလည်းကျွန်တော်တောက်လျှောက်စဉ်းစားရပေါ့နော်ဟိုမှာခီးသွားရဆိုလည်းလမ်းမှာတွေ့ရမှာတရခုဆိုလည်းကျွန်တော်တို့ယူရိုသွားတော့လည်းတရခုတွေ့ရနိုင်ငံမှာသူတို့အဲ church တခုဟာပေါ့နော် a lot of inspiration inspiration เนี่ยအများကြီးပေါ့နော်တွေ့ရတဲ့လူတောက်လျှောက်ကောင်းနေမှာအဲ့ဒါစဉ်းစားခဲ့တယ်ပြီးတော့နောက်တစ်ခုကအဲ့ဒီသူဟို အင်ဂျီအင်ဂျီကအစအဲ့လိုမျိုးချုပ်ပေးတာ costume designer ကိုမင်းခန့်ချုပ်ပေးတယ်။မချုပ်ခါကြလဲအချိန်မရအောင်မရနဲ့ online မှာကိုကကိုမှာအဲ့လိုမျိုးလာပါပြီးတော့ချုပ်တာရောမှားတာရောနဲ့အကုန်လုံးအကုန်လုံးပြီးတော့ planning ကိုပဲကျမတို့၄-၅လလောက်အချိန်ယူခဲ့တယ်။ shooting က၂ရက်ကြာခဲ့တယ်။ပြီးတော့ ICG ပေါ့နော်နောက်ပိုင်းမှာ animation လုပ်တာတွေကလည်းတော်တော်လားနဲ့ချီတော်တော်ကြာခဲ့တယ်။ပေးချာလေးလုပ်ရအောင်ပေါ့ဟုတ်ကဲ့။အာမအားလုံးတော့ပါဘူး။ ဟုတ်ပါဘူးဟုတ်ပါတယ်တော့ပြောပါအဲ့လိုပေါ့ဆိုအဲ့လိုအဲ့လိုမျိုးအဲ့လိုမျိုးမဟုတ်ပါဘူးဟိုဟိုတကယ်တော့ဥပ္ပိုလ်ဆန်ရှောက်ပြောပါပါ ဟိုဟာဆိုက်ပြရလားမသိဘူးနော်ဟိုကမခိုက်ပေးဘူးမင်းကစုတယ်သူနင်တို့တွေပေါ့အခုလိုမျိုးပေါ့သူအမြဲဆိုနင်တို့တွေပေါ့ပုဆက်တွေပေါ်နေတာပုဆက်လောက်ရှားနေတာပေါ့ဖြစ်တယ်ပေါ့သူကတော့အဲ့လိုစေတနာနဲ့ပါဟိုဟာသူကစတာပါတကယ်တော့အဲ့လိုမျိုးဟိုဟုတ်တယ်ငွေကောင်ကြေးကြလည်းရှိခဲ့ပါတယ်အချိန်ရောဟိုလူတွေလူဝင်အားလည်းအများကြီးပဲပေါ့တော့ဒါပေမဲ့မဆက်နေရဟိုပရိသတ်တွေစိတ်မကောင်းဖြစ်မှာတော့ဟိုဘလောက်ဘလောက်နဲ့ရိုက်လိုက်ပါအဲ့လိုမျိုးပြောရင်ကြောက်ရလေလေဟိုမပြောအဲ့လိုပြောရမှာအားနာဘယ်လိုလဲမသိအဲ့ဒါကြောင့်အဲ့ဒါကြောင့်ဘယ်လိုအပြည့်ချေထားပါတယ်ဟာသမိုင်းအားလုံးနဲ့မှ 啊，对。 အဲအဲ့လိုတော့ပြောလို့ရပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဟိုမိုနိုပိုလီကိုပါတော့ခင်တော့အကြာတော့မစ္စန်ရို first album ခင်မှာလဲမစ္စန်ကအဲ့လို music video ဆိုရင်အဲ့လိုရိုက်ရအရင်ဝါနာပါမစ္စန်တချင်းရေးရေးပြီဆိုတာ music video ကောင်းတဲ့မှာရိုက်ပြီးွားရဲ့ကွာကိုအဲ့အဲ့ဟာဖြစ်အောင်လုပ်ချင်တယ်အဲ့ကြောင့်ခါကြတဲ့တော့တချင်းတော့မရေးရဲ့ဘူးဆိုတော့ပတ်သက်ကုန်ပါဆိုတော့ music video ရိုက်ချင်တာအဲ့ဒါ dream ပဲအဲ့လိုမျိုးလေအဲ့လိုမျိုးဆိုတော့အဲ့ခစ်တဲ့ကအဲ့လိုမျိုး music video နဲ့ပတ်သက်ပြီးတော့မစ္စန်ကအဲ့လိုတိတ်ဖြစ်ချင်တာရေဘဝမှာအရင်တချို့ဟာအရင်လုပ်ချင်တာမရှိဘူးအဲ့လိုမျိုးခရီးသွားချင်တယ်တချင်းတွေကိုပြန် music video တချင်မှာပြန် invest လုပ်ချင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုပျော်တယ်ငငယ်တွေကလည်းဒီ music video ကြီးဆိုရင်အရင် crazy ဖြစ်တယ်အော်ဒီ music video ကတော့ဟိုအမှတ်တရအခုအမှတ်တရ music video မှာအမှတ်တရရှိရပါတော့နော်ဟိုကြာနေတခြား music video တွေတာတနာပါတယ်ဘူးပါဘူးသူတို့သူတို့အမှတ်တရမဖြစ်ဘူးပြောတယ်ဒါပေမဲ့ဒီဟာကတော့တကယ်ကို comeback တခြင်းဖြစ်တယ်ကိုတကယ်စိတ်တကြတဲ့အချိန်မှာကိုကိုပြန်အားပေးပြီးတော့သူများကမှအားပေးတဲ့တခြင်းဖြစ်တဲ့အတွက်ဒါအမှတ်တရဖြစ်တဲ့အတွက်မိစံကြီးကုံကုံကလည်းမိစံကြီးလုံးဝကျင့်နေပါတယ် ဟိုဆိုးပရော့ဆိုတာထဲအဲ့လိုဆိုးရိမ်မှုမစက်နေခုနပြောတလို့ပေါ့နော်မစက်နေကအဲ့လိုဂျားထဲမှာတော်တော် depression လိုမျိုးရသွားတော့မစက်နေဟိုဆိုးရိမ်နိုင်ရအရန်များခဲ့ပေါ့နော်လုံနိုင်ပါမလားလုံနိုင်ပါမလားပြီးွားပြီးတော့သူတို့ဘက်ကအဲကောင်းတယ်ပေါ့မိုက်တယ်ဆိုပြီးတော့ तू ကမစက်နေ chorus part တွေပါပဲ तू ပြန်ဆိုပြရင်မှာအော်ရိုက်တယ်သူတို့လည်းမ ဆိုးပေါ့နော်အဲသူတို့လည်းကြိုက်တယ်တကယ်ချင်းတွေလည်းကြိုက်တယ်အားရှိရယ်ဆိုတော့ဝမ်းသာပါအစတော့ကတော့အဲ့လိုဆိုးရင်တာပေါ့နော်နောက်တော့ဟိုဂုံလဲခုံယူပါတယ်ခုလိုပါဝင်ခွင့်ရတာဟိုဟိုဒီ project ကဘာဖြစ်ဟိုတစ်ကဘာလုံးမှာရှိရဲ့အဲအာတစ်စ်အကုန်လုံးရှိတဲ့နိုင်ငံအားဆိုရဲအတွက်တကယ်ဟိုဟိုလိုဟိုအောင်မြင်နိုင်မအောင်မြင်နိုင်ရဲ့ထက်ပေါ်တော့ဒီ world record လေးတစ်ခုတမိုင်းလေးတစ်ခုပေါ့နော် music history မှာတမိုင်းလေးတစ်ခုတော့ဖြစ်သွားမှာပါ show ဘဝမ show မ show director လည်းမ show နှစ်ယောက်လုံးက ။နေအောင်တော့မရှုံခါကျကိုကကိုကဟောဖြစ် तू ကပြင်လို့မပြီးဘူး तू က तू ကပဲပြင်နေတယ်ကိုကတော့မပြင်စရာမလို့အဲ့လိုမျိုး sis feedback ပေးအောင်တော့ပြီးသွားရင် तू ပဲပြင်တာ feedback အဲ့လို तू ကလည်းလောကမရှုံနေအောင်တော့ဒီဟာ तू ကလည်း creative freedom ကိုအပြည့်ပေးထားတယ်ပေါ့နော်အဲ့လိုလှုပ်တဲ့ဟာအကုန်လုံးရတယ်မှချလို့အကုန်လုံးကဟိုတကယ်အားပေးတယ်ဆိုတော့ငါလည်းအကုန်ဖြည့်ထားတယ်အကုန်လုံးကလည်းအားထည့်ထားတယ်ဒီမှာမ short ထားဘူးပေါ့ဆယ်ရမိတ်ကပ်တွေဟိုဟာရသာဟုတ်ပါစေအကုန်လုံးတိကျလောက်တာဘာဖြစ်လို့ဆိုတော့ဒီဆက်ကတော့ဆက်ထားဟိုရှူတင်လောက်တဲ့ဆိုရင်စင်းရအရင်များဝတ်စုံရလည်းအရင်မ ညာပေါ့နော်ချိန်ကိုလောကမိအောင်အဲ့လိုမျိုးသွားတာအဲ့လိုမျိုးလုပ်ပြောဆိုတော့ငိုမဲငိုမဲတခုံးမွေးအဲ့လိုမျိုးဒါမဲ့တတော်မိုက်ပါမျိုးခုံးချွတ်လိုက်အဲ့ဒါလည်းသူမချွတ်ချင်ဘူးတကယ်ကိုငိုတော့မလွန်နဲ့အဲ့လည်းမရဘူးချွတ်ဘူးနော်အဓိကမျခုံးမချွတ်ချင်တာဟဲ့မိစက်ရင်အလှမပြင်တော့ကိုကကိုဆိုရဲဒါဒါကညာပြင်ပြီးထားလို့ပါတော့ဟိုကိုကကိုဆိုအဲ့မျခုံးမွေးကလည်းမစွဲတော့မစွဲတော့ပြီးအပြင်းသွားတဲ့အဲ့မျခုံးမွေးလူရက်လိုက်ကြည့်အဲ့ဒါရအဲ့ဒါကိုမခံစားနိုင်ဒါမဲ့ချွတ်လိုက်ပြီးတော့လေတတော်မိုက်ပါရုပ်ပြောတယ်အပြောင်းလဲဖြစ်သွားတာပေါ့နော်လို့ဆိုဒါကြီးဒါကြီးပဲဖြစ်နေတယ် အာ vivid the chair ကိုမိဆန်နီဟိုပါဗောဒါ audio ဝါထွက်ထားပြီဒါမနစ်က international artist project ထဲမှာပါတယ်ဗောနော်ဟိုတော့ဒီ music video ကိုတော့မိဆန်နီရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ပရိသတ်တွေစီကိုပေးมาဖြစ်ပါတယ်အဲ့တော့အခုလာမယ်ဂျွန်လာဆက်နေတဲ့တပတ်ခါဗောနော်ဂျွန်လာဆက်နေနေ့လည်း2နာရီမှာထွက်ရှိมาဖြစ်ပါတယ်ဟုတ်ပါ right now ဘာလို့ပြောစင်လဲဟုတ်အာ allo ားတဲ့ project လေးဖြစ်တဲ့အတွက်ဒီကဒီ check နဲ့တက်မယ်လို့လည်းမျှော်လင့်ပါတယ်ပြီးတော့အပေါ်လုံးလည်းထွက်လာရင်လည်း mission တွေကိုလည်းအားပေးပါ share ပေးကြပါလို့ဟုတ်ပါတယ်ဟုတ်ကဲ့